အားလုံးပဲမင်္ဂလာပါကွယ်။ဒါတို့သမီးတို့ရေဒီချေကတော့စက်တမာရန်ပထဝီဝင်ဘာသာရက်ကိုသင်ကြားပေးမယ်။ဒီချေမို့ပဲဖြစ်ပါတယ်။ဒါတို့သမီးတို့ကိုဒီချေကအခန်း၃ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်က နော်သင်ခန်းစာ၃ဖြစ်တဲ့ရေရူးနဲ့ပတ်ဝန်းကျင်အကြောင်းကိုဒီချေသင်ကြားပေးမှာဖြစ်ပါတယ်။ကဲဒီချေတို့ကြည်လိုက်ကြရအောင်။ ေရုနဲ့ပတ်ဝန်းကျင်အကြောင်းကိုဒီချေတို့ကြည့်ကြရအောင်ယေရုဟာရေများအကြီးကတည်ရှိတဲ့နေရာဖြစ်တယ်။ကွဲပြားတဲ့ရေရင်းမြစ်မျိုးစုံရှိတယ်။ပါဝင်လည်းပေါ့နော်ပုံသဏ္ဍာန်မျိုးစုံနဲ့ရှိနေကြတယ်။ရေရကဘာပေါ်မှာအားလုံးသောသက်ရှိတယ်။ရှင်သန်နေထိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ချက်ဖြစ်တယ်ဆိုတာကိုသားတို့သမီးတို့အရင်ဆုံးပြောပြချင်ပါတယ်။ကဲအဲ့တော့ဒီချေတို့ဆက်ပြီးတော့ကြည့်အောင်ယေရုနဲ့ပတ်ဝန်းကျင် တက်ရှိတည်ရှင်သန်မှုအတွက်အရေးပါတဲ့လွှာထုဖြစ်တယ်။နော်။ကမ္ဘာမြေဒူဧရိယာရဲ့သူဟာ၄ဘုံ၃ဘုံရှိတယ်။ရေဒူကဖုံးလွှမ်းထားတာ။နော်။အမျိုးစုံနဲ့ရေရင်းမြစ်တွေအများကြီးပါဝင်နေတယ်။နော်။ကမ္ဘာရေဒူကြီးဆိုလို့ရှိရင်68ရာခိုင်နှုန်းကမ္ဘာရေလူရဲ့68ရာခိုင်နှုန်းဟာပင်လယ်သမုဒ္ဒရာရေတွေဖြစ်တယ်။ရေငန်နေပေါ့နော်။နောက်ရေလူရဲ့300ရာခိုင်နှုန်းကဘာဖြစ်လဲ။တောက်300တင့်လျော်တဲ့ရေချိုတွေ ရေချိုးကိုဘယ်ရရလဲဆိုလို့ရှိရင်မြစ်ချောင်းအင်းအိုင်ရေခဲမြစ်မြေအောက်ရေအဲ့ဒီဟာတွေရရှိတယ်။သူကတော့300ခိုင်နှုန်းပဲရှိတာပေါ့နော်။နောက်တက်ရှိကိုရှင်းတန်နိုင်မှုအတွက်ဘာဖြစ်လဲ။ရေတန်နီယာလေးတွေဆိုတာအရေးပါတယ်။ရေတန်နီယာလေးပုံကိုဒီချက်ခုဒီမှာပုံလေးတွေကပြထားတယ်။ရေတန်နီယာဘယ်လိုလဲတာလဲဒီချက်ပြောပြမယ်။နေရဲ့အပူချိန်ကြောင့်ဘာဖြစ်လဲ။ရေတွေကအငွေ့ပြန်တယ်နော်။အငွေ့ပြန်ပြီးတဖြည်းဖြည်းမြင့်တက်လာတဲ့နေ့အမျှ အေးပြီးတော့တခါပြန်ပြီးတော့ရွာချတယ်။အဲအဲ့လိုမျိုးနဲ့ဘာဖြစ်လဲရေတန်တရာလဲတာပေါ့နော်။ရေတန်တရာလဲတဲ့ဖြစ်စဉ်အားလည်းအရန်ကိုအေးပါတယ်ဆိုတာကိုသားတို့သမီးတို့အနေနဲ့မှတ်သားရမယ်နော်။ဟုတ်ပြီ။လူသားတွေအသက်ရှင်ရပ်တည်နိုင်မှုအတွက်တန်ရှင်းတဲ့တောက်သုံးရေမလိုအပ်ဘူးလားဆိုတော့အမတန်အေးတကြီးလိုအပ်တယ်။နောက်ပြီးတော့ချက်ပြုတ်ဖို့ရှော့ဖို့ဖို့ဒီညာနေစိုက်ပြို့ဖို့စက်မှုလုပ်ငန်းတွေအတွက်ကလေးရေရလိုအပ်တယ်။အော်တက်တော်ကြီးရေ မြက်ခင်းကြီးရှင်တန်ဖို့เนาะနေရာတိုင်းမှာရေလိုအပ်တယ်เนาะအဲ့တော့ပင်လယ်မှာရေညင်တော်ဝါးရေညံတဘာဝဓာတ်ငွေ့ဓာတ်တတုမျိုးစုံရရှိနိုင်တာပေါ့เนาะမြေချောင်းနေများကနေပါလဲလဲစီးဆင်းလာတဲ့ရေကိုတူလောင်းအဲတူလောင်းပြီးလို့ရှိရင်ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းတွေမှာရေအားလျှပ်စစ်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာဒီချေလို့လုပ်ပြီးတော့အသုံးပြုနိုင်တာမြေချောင်းနေပင်လယ်သမုတ်ကြရီ အဲ့ဒါတွေကခီးတယ်နဲ့ကုံစီပို့ဆောင်ရေးအတွက်ရေချောင်းခီးလမ်းမှာဗာဖြစ်လေအသုံးပြကြတာအခုခါမှာမြေချောင်းနဲ့ပင်နဲ့သမုတ်ကြအတွင်းကိုလူသားတွေအသုံးပြပြီးသားအစိတ်တောက်ပါတဲ့ပစ္စည်းတွေကိုသူတို့ကစွန့်ပစ်တယ်အဲ့ခါမှာတန်ရှင်းရဲ့ရေရရှိဖို့အတွက်ဘာဖြစ်လာလဲအရန်ကိုခက်ခဲလာပြီးတော့တက်ရှိဇီဝတုတစ်ခုလုံးအတွက်အခက်ခဲတွေကြုံတွေ့နေကြရပြီဆိုတာကိုသားတို့သမီးတို့ဒါလေ့လာကြရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီချက်ကဒီနေ့ တင်ကြားပေးခဲ့တဲ့အကြောင်းအရာကတော့เนาะရေကျူးနဲ့ပတ်ဝန်းကျင်ကြောင်းဖြစ်တဲ့အဓိကချက်တွေကိုရရှိမယ်။ဘာတွေအဓိကချက်တွေကြည့်မလဲ။မသားရအမရီကရေဟာတက်ရှိအတွက်အလွန်အေးပါတယ်။เนาะကဘာမြေကျူးရဲ့၄ဘုံ၃ဘုံကိုရေတွေကဖုံးလွှမ်းထားတယ်။เนาะကဘာရေကျူးရဲ့၉၈ရာခိုင်နှုန်းဟာပင်လယ်သမုဒ္ဒရာရေငန်ဖြစ်တယ်။ 300ခန်းလုံးသာလင်ရေချူဖြစ်တဲ့ဆိုတဲ့အချက်ဟာလည်းအဓိကချက်ဖြစ်မှတ်သားရမှာဖြစ်တယ်။ရေတန်မြားလေခြင်းအကြောင်းဖြစ်စဉ်တဘာဝပတ်ဝန်းကျင်အတွက်အလွန်အရေးကြီးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုတာကိုလည်းသိရှိရတယ်။အော်လူသားနဲ့တက်ရှိရဲ့ရှင်တန်ဖွံ့ဖြိုးရေးအတွက်ရေကိုနီလာမျိုးစုံနဲ့ရှာဖွေအသုံးပြုကြတယ်ဆိုတာကိုဒီအဓိကချက်တွေအနေနဲ့သားတို့သမီးတို့လေ့လာပြီးရရှိသွားကြပြီ။ နော်မှတ်မိသွားကြပြီဟုတ်ပြီအဲ့တော့ဒီချက်ဒီနေ့ပြောပြပေးတဲ့အကြောင်းအရာလေးကတော့ဘာတော့အခန်း၃ပဝင်းကျင်ဆိုင်ရာပထဝင်းနော်တင်ငန်းစာ၃ရဲ့ရည်ရွယ်နဲ့ပဝင်းကျင်အကြောင်းအရာပဲဖြစ်တယ်။ဒါတို့တမီးတို့ဒီတင်ငန်းစာလေးကိုဘာဖြစ်လဲနားလည်မယ်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်မယ်နော်ဟုတ်ပြီနောက်တင်ငန်းစာမှာဒီချက်မျိုးနဲ့ပြန်တွေ့ဦးမယ်နော်